ဘသူတွေဘလို့ပဲဝေဖန်နေပါစေစိုးပြစ်လေးရဲ့အရာရာကိုချစ်ပါရီဆိုတဲ့ချစ်သူလေးဟေဝေရဲ့ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီအိမ်တော်ကြကန်ဒီမှာစမ်းကြပြီးတော့ပြောခံနေရတဲ့ချစ်သူလေးကိုကြည့်ပြီးမျက်ဝင်ရတယောက်အရင်ချစ်တဲ့အကြောင်းဖွင့်ပြောလာခဲ့တာပါအရှင်ကဘလို့နေနေချစ်ဖို့ကောင်းတဲ့မိမကောင်းလေးပြတင်စားခံထားရီစိုးပြစ်ဟာအခုဆိုရင်ပြပြတတဝေဖန်ခံနေရတာကိုအားလုံးသိပြီးသားဖြစ်မှာပါနော်တခါမှမချစ်ဘူးတဲ့ဖြူထဲလေးမလို့ပရိသတ်တွေရဲ့အားကြတရူတာခံရပေမယ့်အခြေရေသတင်းထုတ်ပြောလိုက်တဲ့အချိန်မှာတော့ ဝေဖန်ခံရတာမပြီးဆုံးနိုင်တော့ပါဘူးပရိသတ်တွေကတော့ဝေဖန်စရာမရှိတဲ့အနေထိုင်တက်တဲ့ဆိုပြေကိုကြာဝေဖန်တာမဟုတ်ဘဲနဲ့ fashion ဘိုင်းနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါအစားပိုင်းမှာတော့စုပြင်းနေဟွေရန်တို့ရဲ့အခြေရေသတင်းကြားပြီးပရိသတ်တွေကဝမ်းသာပျော်ရွှင်ခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့ဇက်တိုက်ဆိုသလိုဝေဖန်ခဲ့ကြရလေးဖြစ်ပါတယ်ပြင်းမျိုးမဲ့မချင်မိကလေးမျိုးမလို့ဝေဖန်စရာမရှိသလားနေပေမယ့်ဘုပုံစားပုံနဲ့ပတ်သက်ပြီးတော့ဝေဖန်ခဲ့ကြတာပါ။စပီကပေါ်ပြီးမွတ်တဲ့အင်းသမီးမျိုးပါနော်။ နမဲကြီးမင်းသမီးတလက်ဖြစ်ပေမယ့်ဆိုပြီးကအမြဲတမ်းရိုးရင်လေးတွေကိုသာဝစ်စင်တတ်သူပါသူကဖေးပဲဝဲတက်တဲ့အတက်နိုင်ဆုံးလုံးလုံးချွတ်ချွတ်ဝစ်တဲ့သူတယောက်ဆိုတာအလုံးလေးသိပြီးသားဖြစ်ပေမယ့်အိမ်အောင်ပြုရမယ့်ချိန်ချာမှာသူ့ရဲ့ fashion နဲ့ပတ်သက်ပြီးဝေဖန်နေကြရလေးဖြစ်ပါရည်ပရိသတ်တွေချစ်ခင်မကိုရထားတဲ့ဆိုပြီးကခုဆိုရင်ဘာဝဘဝဝေဖန်ခံနေရပြီလေးဖြစ်ပါရည်မေရီမီလုတ်တဲ့ပွဲမှာဝစ်ခဲ့တဲ့ဝစ်စုံကနေစပြီးတော့ဝေဖန်ခံရတာမကြခင်ကအနဲ့ရောင်ဝတ်ပြီးတော့ဝေတတဲ့ထိပါပဲလက်တက်ခွင့်တောက်ခံရတဲ့နေတုန်းကဆိုရင်လေ မိအိမ်အောင်ဆောင်ကြီးဝတ်ထားသလိုပဲသူကမဲနေတယ်ဆိုပြီးတော့အပြစ်ရှာဝေဖန်ခဲ့ကြသလိုမကြခင်ကဝတ်ဆင်ခဲ့တဲ့ပွဲတက်ဖက်ရှင်ကိုလည်းအပေါ်ကြီးအောင်သိနေကြီးမရဆိုးရဲဆိုပြီးတော့ဝေဖန်ကြတာလေးဖြစ်ပါရည်အဲ့လိုမျိုးပုံမှန်တိုင်းဝတ်နေရတောင်မှဝေဖန်မှုတွေပြင်းထန်နေရမလို့သူပြီးကတော့စိတ်ညစ်နေမှအသေးကြပါပဲဝေဖန်မှုဆိုတာကဘာမှမသိပေမဲ့ပြိသက်အားပေးချီးကျူးမှုနဲ့နေကြရတဲ့သူပြီးကအခုဆိုရင်ဝေဖန်မှုတွေခံနေရတာမလို့စိတ်အားငယ်နေစေမှာမိခင်ဖြစ်သူကလည်းစိတ်ခွန်အားတွေပေးခဲ့သလိုခင်မုန်းလောက်ကလည်းဘသူတွေဘလိုပဲဝေဖန်နေပါစေ ူကတော့ဘလို့နေနေချစ်တယ်ဆိုတာကိုထုတ်ပြောရင်းနဲ့စိတ်ခွန်အားပေးလာခဲ့ပြီလေဖြစ်ပါတယ်။အနေအလုံးလုံးစူပြည့်ကိုတကယ်ကိုချစ်ရတာဆိုပြီးမိကုန်ထုတ်ခံရတဲ့လူဝိညာဉ်ကချစ်သူလေးစိတ်ညစ်နေမှာတော့သူပြောတတ်တဲ့စကားလုံးတွေနဲ့စိတ်ခွန်အားဖြစ်အောင်ပြောခဲ့တာလေးဖြစ်ပါတယ်။လူဝိညာဉ်ကစူပြည့်ကိုဘလို့ချစ်တယ်ဆိုတာထုတ်မပြောပေမဲ့သူ့ရဲ့ချစ်တွေကသူ့ရဲ့လုပ်ရပေါ်မှာပေါ်ပြီးသားပါနော်။နိုင်ငံချမင်းသားတယောက်ကချစ်သူကောင်းမလေးရှိပေမဲ့လူမသိသူမသိဆိုင်လက်တယောက်လိုတွေ့ပြီးကြတာတကယ်ချစ်လို့ပါပဲ။ ။ဝေကြီးပြေစုံနေမင်းသားတယောက်ဖြစ်ပေမဲ့စုပြည့်ရဲ့စိတ်တိုင်းကြအခြေအေကိုဖုံးကွယ်ထားပြီးကယူခဲ့နေတီပါပဲ။သူ့လူတဲ့ရန်ကြနေပေမဲ့စုပြည့်နဲ့ပတ်သက်ရင်စစ်လူရှာမှုပြဖြစ်နေတဲ့သူ့ရဲ့ပုံစံကြောင့်လူအများအားကြားရတီပါပဲနော်။ချစ်တဲ့ကြောင်ကိုနှုတ်ကားထုတ်မပြောခဲ့ပေမဲ့အခုကချစ်သူလေးစိတ်ညစ်နေတာမလို့ဘလို့နေနေချစ်တယ်ဆိုပြီးတော့ထုတ်ပြောလာခဲ့ပါပြီ။ပရိသတ်တွေကစုပြည့်ရဲ့ fashion ဘိုင်းနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုနေပေမဲ့လူဝင်ရဲ့မျက်လုံးထဲမှာတော့စုပြည့်ပါဝဝဘလို့နေနေလာရင်ချစ်တယ်ဆိုပြီးတော့ပြပြခဲ့တာပါ။ သူကဆိုပြီးမြန်မာဝက်ဆောင်ဝင်ရင်မျက်စိအေးလို့ပို့ကြိုက်ပေမဲ့ချစ်သူကောင်မလေးကဘလို့ပုံစံဝေးရမယ်ဆိုပြီးချုပ်ချယ်ထားတာမှရှိပဲနဲ့ဆိုပြီးဝစ်စင်တဲ့ပုံစံတိုင်းကသူ့မျက်လုံးထဲမှာလှပီးသားပါတယ်နော်မချစ်တဲ့သူတွေအမြင်မှသာဝေဖန်စရာဖြစ်နေပေမဲ့ချစ်ရသူမျက်စိထဲမှာတော့ချစ်တဲ့မျက်စိနဲ့ကြည့်ပြီးတော့အရာရာတိုင်းကလှပနေရလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါကိုလိုစိတ်ဝင်စားပွဲတင်ဆက်ကြောင်းရည်ပြင်နောက်ထပ်လေတပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တင်ဆက်ကြောင်းရည်ကိုတင်ဆက်ပေးမှာဖြစ်လို့ဆောင်းမြေကြည့်ကြအပေးကြပါအောင်ရှင်။